မင်္ဂလာပါ Classy Movie Recap Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ဇလန်လေးရ The Conjuring အပိုင်းလေးလို့ပြောရအောင်ရှေ့မှာလဲ The Conjuring 1 2 3ဆိုပြီးတော့ထွက်ရှိထားခဲ့ပြီပဲဖြစ်ပါတယ်ဒီဇလန်ကတော့ Tomato အနေနဲ့လဲ59ရာခိုင်နှုန်းထိရှိနေပြီးတော့ဆက်လက်တိုးတက်လျက်လည်းရှိနေပါတယ် Rating အနေနဲ့လဲ5.8ရှိတဲ့ဇလန်လေးလည်းဖြစ်ပါတယ်ရှေ့ရဇလန်နေမှာ Edward နဲ့ Lorraine ကဝိညာဉ်ပူးကတ်နေတဲ့လူတွေအရာဝတ္ထုတွေရာနေပြီးတော့ ဝင်းညင်ပေါင်းထောင်ကျော်အမှုပေါင်းထောင်ကျော်နီးပါးဖြည့်ရှင်းခဲ့ကြပြီးဖြစ်ပါရယ်အဒူရနဲ့လော်ရီမှာတမီလေးဂျူရီဆိုပြီးတော့မွေးဖွားပြီးရဲ့နောက်တဲတဲဆန်ဆန်ပဲဝင်းညီပူးနဲ့မှန်ရင်တစ်ချက်ကြောင့်မလို့ဂျူရီလေးကတင်မလို့ဖြစ်ခဲ့ပြီးရဲ့နောက်ပိုင်းမှာမော်ပညာတွေကိုရန်နာထားလိုက်ကြတယ်ပြီးတော့ဘယ်အမှုမှလက်မခံကြတော့ဘဲနဲ့တင်တန်းတွေကိုသာပုတ်ချနေခဲ့တယ်ဒါမှလေဂျူရီမင်္ဂလာဆောင်ငန်းနီးမှာဝင်းညင်နီးကဂျူရီကိုပြန်ပြီးတော့လာခေါ်လာကြောင်းမလို့အဒူရနဲ့လော်ရီနိုကသူတို့လုပ်ငန်းတွေကိုပြန်လှည့်ပြီးတော့စတင်လှုပ်ဆောင်ကြတဲ့ပုံတွေကို စိတ်ဝင်စားစရာကောင်းလို့ရက်ကူးထားရဇလန်းလေးတပုတ်လည်းဖြစ်ပါရီဒီဇလန်းလေးကိုကြည့်ရှုနားထောင်အောင်လားခင်ဗျာโอเคပါကျတော့ရှိန်သူပဲဖြစ်ပါရီထောင်ကလေးစနေမှာ6 20ရက်နေရအင်တာဗျူးတစ်ခုမှာဗီတိုရီယာကအက်ဒဝတ်နဲ့လော်ရင်းတို့ကိုသူမရဲ့အတွေ့အကြုံတချို့ကိုပြောပြနေပြီးတော့အက်ဒဝတ်တို့ကလည်းအတန်ဖန်းဆက်နေအတန်ဖန်းထားပါရီဗီတိုရီယာရဲ့ဖခင်က တို့တယောက်ကနောက်ကနေလိုက်နေတယ်လို့မျိုးခံစားပြီးတော့ညာဘက်ဒီမှာတကားတွေကိုလောချနေခဲ့ပေမဲ့မနက်ခင်းရောက်တဲ့ခါတိုင်းမှာတကားတွေကပွေနေတက်တာကိုတွေ့ရတယ်။နောက်ပိုင်းမှာတော့ဖခင်ရပါအဲ့ဒီအတန်တွေကစကြားလာပြီးသူမတော့သူမရဲ့ဖခင်ကိုယုံကြည်မနေကြောင်းဖခင်ကတက်ကြီးလာမလို့ရော်ရော်စိတ်ပါအကြပန်းကိုရောက်လာတာဖြစ်ပြီးမလို့ဒီလိုတန်တွေကိုကြားနေရလို့သာထင်ခဲ့ပါတယ်။အိမ်မှာတော်တဲ့ရှိနေတဲ့အချိန်မှာတစုံတယောက်ကစိုက်ကြည့်နေတယ်လို့စောင့်ကြည့်နေတယ်လို့စူးရှရှခံစားလာပါတယ်။ အမြဲတမ်းနောက်ကျောစိတ်နေသလိုတိတ်ဆိတ်နေပြီးတော့နောက်ကျောမလုံးသလိုခံစားနေရပြီးတရုံတရာသူမောက်အမြဲတမ်းခေါ်နေလို့ပြောပြပါလေလော်ရီနဲ့အက်ဒဝါဒိုကတော့ဗီတိုရီယာရဲ့ဇကားတွေကိုနားထောင်ပြီးနောက်ကျောစိတ်လာတာကြောင့်မြောက်သားပြိုင်တူလှည့်ကြည့်လိုက်ကြပါလေနောက်ထပ်ဆက်ရှင်နေ့ကြာ1964ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့လော်ရီနဲ့အက်ဒဝါကအင်တန်ကိုရောက်ရှိလာကြပြီးတော့အက်ဒဝါကသူဟာစိန့်တော့တော့အေးဆက်ဆက်ကြီးခံစားနေရကြောင်းဇနီးတွေကိုမျှဝေလိုက်ပါလေ လော်ရင်းကတော့ဒီကိစ္စကိုသူ့အနေနဲ့ဂိုင်းတွင်နိုင်အောင်ပြောတာစတိုကန်တစ်ခုတည်းဝင်သွားပြီးတော့ဘေးစာပြူနဲ့အုတ်သားတွေရောက်ဖြွင့်ကြည့်လိုက်တဲ့အခါမှာတော့ရှေးအောင်မှန်တစ်ချက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမန်နေကိုကြည့်ကဝိညာဉ်တစ်ခုရှိနေတော့သူမခံစားအောင်ပြောပြီးတော့သူမရဲ့နာမည်ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။သူမကအကူအညီပေးဖို့ရောက်လာဖြစ်ကြောင်းပြောတဲ့အခါမှာခွေးတကောင်မန်ဖီနေတယ်လို့မျိုးသောတာထွက်နေတဲ့အတန်တစ်ခုကိုကြားပါတယ်။လော်ရင်းကလည်းမှန်ကိုလက်နဲ့ထိလိုက်တဲ့အချိန်မှာတော့အမှန်ရုတ်တရက်အကွဲသွားပြီးမှန်နေကလော်ရင်းရဲ့ပုံကတေးမပုံစံပြောင်းသွားတာ ူမရဲ့အာယုံမှာလည်းပဲမကြုံမှုတဲ့ပုံရိပ်တွေကိုခြောက်ခြားပွေရမြင်တွေ့လိုက်ရပါတယ်ဒီလိုနဲ့တပြိုင်တည်းထဲမှာပဲဘိုက်ထဲကကလေးလေးရရုံးကန်လိုက်တာအကြောင်းမလို့ကြောက်တာရောနာတာရောပါတပြိုင်တည်းခံစားလိုက်ရပြီးအဲ့အတွက်ကိုလှမ်းခေါ်လိုက်ရပါတယ်အဲ့အတွက်ကလော်ရင်းကိုမီးဖွားဖို့အတွက်စီးရင်ကိုကြပြကြပြပို့ပေးပြီးတော့မှန်တယ်မှာတခုရှိနေကြအောင်အဲ့အတွက်ကိုနာကျင်နေရကြားလည်းပြောလိုက်ပါသေးတယ်စီးရင်ကိုရောက်လာတဲ့ခါမှာတစုံတစ်ခုကကပ်ပါလာတယ်လို့ခံစားနေရတဲ့လော်ရင်းကလည်းဂျူလီအက်ဒဝါလို့အမည်ရတဲ့တမိကလေးကိုအထိတ်တလန့်နဲ့မွေးဖွားခဲ့ပါတယ်မွေးဘွားကန်းထဲမှာမွေးနေတော့ မီဒီယာလည်းပြတ်တယ်လို့ဂျူးဒီလေးကလည်းအသက်မရှူတာကြောင့်မလို့ရှားဝင်လေးကလည်းအလုံးရှုပ်သွားပြီးတော့ခက်ခက်ခဲရှင်တန်လာပါတယ်ဂျူးဒီလေးကဒီလိုနဲ့တဖြည်းဖြည်းအရွယ်ရောက်လာပြီးတော့တိတက်ဆအရွယ်ကနေစပြီးတော့စိတ်ချောက်ချားစရာတွေကိုမြင်တွေ့နေရကြောင့်မိခင်ကလည်းအာရုံပြောင်းစေတဲ့ကြပြားလေးတစ်ပုတ်ကိုတင်ထားလို့ပြီးပါတယ်စိတ်ချောက်ချားစရာဂျုံလာတိုင်းအဲ့ဒီကြပြားလေးကိုရွတ်ပြီးတော့သူမအနေနဲ့စိတ်သက်သာရခဲ့ပါတယ်အချိန်ကြီးကြာလာခဲ့ရင်ပုံရိပ်တွေကိုမောင်းထုတ်လို့မရတော့မောင်းလေမိခင်ကစိုးရင်ပြီးတော့အားပေးနေရပါသေးတယ် လောရင်းယားလောကတီးထဲမှာဂျူရီရဲ့ဓာတ်ပုံလေးကိုထည့်ထားပြီးတော့အမြဲတမ်းဆွေးထားပါတယ်1986ခုနှစ်ပန်ဆယ်ဗီးယားပြည်နယ်ပက်စတွန်အနောက်ဘက်ပိုင်းကိုဂျက်တို့မိသားစုကပြောင်းလာကြပြီးတော့အိမ်သစ်မှာအားလုံးကလည်းအလုရှုပ်နေကြပါတယ်အရင်ကတည်းကဟေတာရဲ့နှစ်ချင်းဘိတ်သိမ့်မင်္ဂလာခံယူကြတဲ့နေ့ဖြစ်တာကြောင့်မိသားစုအားလုံးကလည်းဖခင်เจ้าမှာပျော်ရွှင်နေကြပါတယ်ဖခင်ကတော့ကင်မရာတစ်လုံးနဲ့တောက်လျှောက်မှတန်းတင်နေပြီးတော့ အိမ်ကိုပြန်ရောက်တဲ့အခါမှာလည်းအထိမ့်မတ်နေတဲ့ကိတ်မုတ်တလုံးကိုဖုတ်ကမိသားစုစားကြဖို့ဂျင်းနဲ့ကပြင်ဆင်နေပါတယ်။အဖိုးပြည့်သူဂျုံကတော့လူကြီးပီပီအဟောင်းဆိုင်ကအလုံးလှပခံရတဲ့မှန်တစ်ချက်ကိုဝဲလာကလက်ဆောင်ပေးလိုက်ပါတယ်။အဲ့ဒီမှာမှအဲ့ရတခုပေါင်နေပြီးတခါလော်ရင်အချောက်ခံခဲ့မှုတဲ့မှန်နဲ့တတိယရဲတူနေပါတယ်။မကြခင်မှာပဲကိတ်မုတ်ရောက်လာပြီးတော့ဖျောင်းနိုင်ထုံးကဟေသာကမှုတ်လိုက်ဖို့အတွက်ကြံလိုက်ရှင်ပါပဲမမို့ရသေးခင်မီးကငြိမ်းသွားတာကြောင့် ေးနာမှာကတ်ထိုင်နေတဲ့ဓာောင်းဆွဆွဲလိုက်ပါ ड़ी ဓာောင်းလည်းသူမှုတ်လိုက်တာမဟုတ်ကြောင်းအတီညင်းဆန်လိုက်ပါ ड़ी ဒီလိုနဲ့သူမှုတ်ငါမှုတ်အငင်းပွားနေကြတော့မီးပြန်ဖွင့်လိုက်တဲ့အချိန်မှာမျက်နှာချက်ကမီးချောင်းရာဟဲ့သားရဲ့ခေါင်းပေါ်ပြုတ်ကျလာပြီးတော့ဒဏ်ရာအနှင်းငယ်ရရှိသွားပါ ड़ी အဲဒီနောက်ပိုင်းနေမှာနမေကြီးဆယ်လီဝိညာဉ်နှင်ထုတ်သူတွေဖြစ်ကြတဲ့အဒွါနဲ့လော်ရင်းတို့ကမကြုံဘူးထူးခဲ့တဲ့ထိတ်လန့်မွေရအချင်းဒီတွေကိုကြုံတွေ့လာကြပါ ड़ी 1986မှာကြုံတွေ့ခဲ့ရတဲ့ ပန်ဆယ်ဗီးနီးယားပြည်နယ်ကအဆိုအဝါဆုံးဖြစ်ရမှန်ဇလန်းတစ်ခုဟာလော်ရီနဲ့အက်ဒဝတ်ရဲ့ဘဝတွေကိုပါစုပ်ဖြဲပစ်ခဲ့ပါတယ်။ဖခင်ကြောင့်တစ်ခုထဲမှာတော့လော်ရီနဲ့အက်ဒဝတ်ကသူတို့ရဲ့ဝိညာဉ်ဖန်အတွေ့အကြုံတွေကိုဟောပြောနေကြပါတယ်။တချို့စိတ်ဝင်စားကြသူလူငယ်တွေကတိလို့သမျှတွေကိုမေးမြန်းနေကြပြီးတော့တချို့ပျော်တတ်သူလူငယ်တွေကလည်းပွဲကြသွားမဲ့မိကုံးနေနဲ့စားနောင်နေကြပါတယ်။အဆောင်တွေလက်ဖွဲ့တွေဂါရာတွေကြောင့်ရှင်းပြနေတဲ့ပရိုဂျက်တာကိုဖွင့်လိုက်ပေမဲ့အဆင်ပြေမနေရကြောင့်မလို့တစုံတစ်ယောက်ကမီးပွင့်လိုက်တဲ့အချိန်မှာ ။နောက်ကြမှဝင်လာတဲ့ဂျူးတွေကိုတွေ့လိုက်ရပါတယ်။သူတို့ကလက်တလုံးမှာဝိညာဉ်မနေကြတော့ဘဲနဲ့ဟောပြောပွဲတွေကိုလုပ်ပြီးတော့အတွေ့အကြုံဘောင်းစုံကိုစောင့်ထုတ်ဖို့ကြိုးစားနေကြတာဖြစ်ပြီးနောက်တဲ့အလုပ်တွေကိုလည်းလက်ခံဖို့အချိန်မပေးနိုင်ကြတော့တာပဲဖြစ်ပါတယ်။မိသားစုတောင်းကအိမ်ပြန်စားတော့ဆိုင်ဒီဆိုင်ကိုဝင်ခဲ့ကြပြီးတော့ဂျူးရီယာသူမရဲ့ချစ်သူတိုနီကိုပါပါတီပွဲဖိတ်ဖို့ခွင့်တောင်းခဲ့ပါတယ်။အဲ့တော့ကလိုအပ်တာတွေကိုမှာကြားနေတဲ့အချိန်မှာဂျူရီကလော်ရင်းသိမ်းမိထားတဲ့အာယုံပြောင်းတဲ့ကြပြာကိုရွတ်နေရကြောင်းတမီးကိုအားပေးနေဝင်ရောက်ရုပ်ဆူပေးနေပါလေ ။လော်ရင်ကဂျူရီရဲ့ပခုံးပေါ်ကဖြူဘက်ဖြူော်လက်ကြီးတစ်ဖက်ကိုလှူလိုက်ရကြောင်းအလုံးမင်းထိလန့်သွားခဲ့ပါရီ။ဂျက်တို့ရဲ့အိမ်မှာတော့ဂျေနက်ကအဝတ်တွေလျှော်ဖို့အတွက်အခန်းတိုင်းကအဝတ်တွေကိုလိုက်လံတင်းစီနေစဉ်မှာဘဂေရီရဲ့အယုံမာလီစူကြီးကခလုတ်ဖိမဲ့သူမရှိဘဲလေးဘက်တွားသွားကမမမမနဲ့အော်နေပါရီ။ဂျေနက်ကအယုံမာလီကိုကောက်ယူပြီးတော့ခလုတ်ကိုပိတ်ကာချင်းနဲ့ထဲထားလိုက်ပါရီ။အဝိတေလျှော်နေတဲ့ဂျိနက်ကသူမရဲ့နာမည်ကိုခေါ်တန်ကြတာကြောင့်မလို့လိုက်လံရှာဖွေနေတဲ့အတန်ဒီကိုလည်းကြားနေရပါသေး ဒါပေမဲ့ကလေးတွေစော့နေတဲ့အတန်တွေနဲ့ရောထွေးသွားပြီးတော့မိပြောက်သွားပါတယ်။ဖုန်းကျိုးရှိကြီးကိုဆွဲပြီးတော့အိမ်မူကိစ္စတွေကိုလုံရင်းနဲ့စကားပြောနေတဲ့ဂျင်းကဖုန်းကျိုးကိုဆောင်ဆွဲလိုက်တယ်လို့ဖြစ်သွားအောင်မလို့ကလေးစားနောက်နေတဲ့အထိမဲ့ပြီးတော့လှမ်းကောပါတယ်။ဒါပေမဲ့နောက်တစ်ချိန်ဆွဲဆောင်ခင်ရတဲ့အချိန်မှာဖုန်းကလက်ထဲကနေပြီးတော့လွင်းထွက်သွားပါတယ်။ကလေးတွေကိုစူငေါဖို့ဖုန်းထားတဲ့အခန်းလေးကိုမီးပွင့်ကြည့်လိုက်ပေမဲ့ဘယ်သူမှမတွေ့ရအောင်မလို့ဂျင်းကအနေငယ်ခြောက်ခြားစာပြူလာပါပြီ။ကယ်ရင်းရဲ့ညီမလေးကတော့စူစီကိုစပွဲအောင်မှာထားလိုက်ကဟင်းကြိုချက်ပြီးပါတယ်။ ဟင်းညိုချက်တိုင်းစော့နေတဲ့ကယ်ရင်းရဲ့ညီမလေးကစပွဲအောက်ကိုပြန်ငုံကြည့်တော့အယုံမာလေးကိုမတွေ့ရပဲရှိခဲ့ပါလေဒီလိုနဲ့ဟိုဒီလိုက်ရှာကြည့်တော့အယုံမာလေးကဟဲသားရဲ့အိတ်ခမ်းလေးကိုရောက်နေပြီးတော့မန်ရှိမာရက်ကပလက်လန်လဲချနေရကနေပြီးတော့ထိုင်လိုက်ပါလေမန်လေးကိုပြန်ကြည့်တော့အယုံမာလေးစူစီကလေထဲမှာမြောက်နေပြီးတော့เจ้าဘက်ဘွေကမျက်နှာကြီးကစူစီကိုကင်ယောက်ထားတာတွေ့ရတာကြောင့်မလို့ညီမလေးကလည်းထိတ်လန့်အော်ဟစ်ထွက်ပြေးသွားခဲ့ပါလေလေထဲမှာမြောက်နေတဲ့စူစီလေးကလည်းကျမ်းမြေပေါ်ပြုတ်ကျသွားပါလေညနေခင်းဖခင်ဂျက်တယောက်ပြန်ရောက်လာတဲ့အခါမှာတော့ များပြားလုံးနဲ့မိသားစုတွေရဲ့တယောက်တစ်ပေါက်ပြောဆိုတဲ့နေအောက်မှာကင်ရီညီမလေးပြောပြသမျှခြောက်ချားစရာအဖွားရဲ့အကြောင်းကမှေးမိသွားပါတယ်။ဒေါင်းနဲ့ဟေတာကတော့မှန်ကြီးရဲ့ကြောချမ်းစရာတွေနှစ်ယောက်စလုံးကသတိထားမိကြပြီးတော့နောက်တနေ့ဟာမိုက်ကားလာမဲ့နေဖြစ်ကြောင်းဒေါင်းကအကြံပေးလိုက်ပါတယ်။ဒီလိုနဲ့ညာကြီးမေးမှညီမနှစ်ယောက်ကမှန်အောင်တည်ပြီးတော့အင်ရှိမှာစွန့်ပစ်လိုက်ကြပါတယ်။နောက်တနေ့မနေ့ဆစားနေကြတဲ့အချိန်မှာအမိုက်ကားရောက်လာပြီးတော့ဒေါင်းတို့စွန့်ပစ်သွားတဲ့မှန်ကြီးကိုဝန်ထမ်းတွေကချိုးချေပစ်လိုက်ကြပါတယ်။ တပြိုင်တည်းမှာပဲအစာစားနေတဲ့တောင်းကလေချောင်းမှာတကုနေနေတယ်လို့ဖြစ်လာပြီးတော့သွေးပွက်ပွက်အန်သွားခဲ့ပါလေ။တောင်းကဘေးဂျင်ဘက်ကိုလှည့်ပြီးတော့အန်ချလိုက်တော့မှလေချောင်းတွေကနေမျိုးမှန်ကွေးစာကြီးထွက်လာအောင်စီးယုံအမြန်ပို့လိုက်ကြပါလေ။ဟဲသားတော့တောင်းကအန်ချလိုက်တဲ့မှန်ကွေးစာတွေကိုကြည့်ရင်လည်းအန်အောထိတ်လန့်လို့နေပါလေ။အဲတော့ကမိသားစုအစည်းကမ်းမှာစစ်စစ်ချက်ခံယူနေပြီးတော့နောက်တစ်ခါနှလုံးဖောက်ခဲ့ရင်အာမမခံနိုင်ကြောင်းဆရာဝန်ကပြောပြလိုက်ပါလေ။ ညနေမှာတော့ Edward ရဲ့ birthday party ကိုအရင်အိမ်မှာသူတို့နှစ်သက်တဲ့သူတွေနဲ့ကျင်းပနေကြပြီး Julie က Tony ကိုခေါ်ဆောင်လာကအမူအရာတွေပြက်နေတဲ့ Tony ကိုကြည့်ပြီးတော့လောင်ရင်နေပါတယ် Julie က Tony ကိုမိဘအိမ်နဲ့မိတ်ဆက်ပြီးတဲ့အခါမှာဖခင်ဖြစ်သူကအတူပါလည်းမဟုတ်ဘဲနဲ့နတ်တာကြီးနဲ့ဆိုပြီးတော့ရင်းနေနေစနောက်ပါတယ် Julie ကအခန်းထဲဝင်ပြီးတော့ငယ်စဉ်ကဖလင်ပြားလေးကိုထုတ်ကြည့်နေအာယုန်နေထွေပြားကအယုံမာကြီးကထိုင်ကုန်လှုပ်နေတဲ့အကြောင်းမလို့ကြပြာကိုညွှတ်နေပါတယ် အနောက်ကိုလှဲကြည့်တော့မှလှုပ်နေတဲ့ထိုင်ကုန်သာတွေ့လိုက်ရပြီးတော့မရှိမနှောင်းပါပဲတူနီကရောက်လာပါတယ်အမူရပြက်နေတဲ့ဂျူးဒီကိုတူနီကအစင်ပြေလားဘာညာမေးပြီးတော့နန်းနေတဲ့အချိန်မှာလော်ရင်ကရောက်လာကြောင်းမလို့ဖီးပြော့သွားပါတယ်လော်ရင်ကယောက်ျားလေးဆူပြီးတော့ပေမောင်ရိုက်ကြဖို့ခေါ်လာကြောင်းမလို့တူနီကထားလိုက်သွားပါတယ်အဒရော့ကသူ့ရဲ့အလို့ယုံထဲမှာစောင့်နေပြီးတော့တူနီကစိန်ခေါ်လာကြောင်းကစားကြရင်တူနီက18မိနစ်ကတ်ရှုံးသွားပါတယ် ပွဲပြီးတဲ့အခါမှာတငယ်ချင်းဖြစ်သူကတောက်ဖို့လာခေါ်တာကြောင့်မလို့ဂျူရီကလိုက်သွားခြင်းကိုအခွင့်ကောင်းယူပြီးတော့ဒိုနီယာရှေးကျလက်စကိုထုတ်ပြကလော်ရင်းနဲ့အက်ဒဝတ်စီမှာတမိဖြစ်သူကိုလက်ထပ်ခွေတောင်းပါရီမိခင်တို့တဘာဝလော်ရင်းကတမိဖြစ်သူနဲ့အချက်ချင်းသဘောတူပေမဲ့ဖာဂင်ကတော့ EA နဲ့မျက်မှောင်ယူချုပ်ကမစိုးလုံးလားဘာညာနဲ့အင်တာနက်လုတ်နေပါရီအဲဒီအချိန်မှာပဲသုံးဘက်လောက်တောက်ပြီးတော့ပြန်လာတဲ့ဂျူရီဟာရှေးကျလက်စကိုတွေ့သွားကချက်ချင်းလက်ခံပြီးတော့သူ့ဘက်ကမျှော်လင့်နေရဖြစ်ကြောင်းဝမ်းသာအားရပြောကလက်စကိုကောက်ဆုတ်လိုက်ပါရီ ကျဲရဲ့အိမ်မှာတော့တာသမီတွေကတရေချောက်တဲ့အိမ်မှာဆက်ပြီးတော့မနေနိုင်ကြောင်းဝိုင်းပြောကြပါတယ်။ Father Jansen ကလည်းတရေချောက်တာစစ်မှန်ကြောင်းအာမခံချက်ပေးမှဖြစ်ကြောင်းဖခင်ပြောပါတယ်။ဒေါင်းမော်ဒယ်သွားပြီးတော့အိတ်ကြဖို့ပြောတော့မိခင်ကလူရှိအောင်စာပတ်စံမရှိကြောင်းပြောပါတယ်။ဟဲ့သားတို့တက်ချင်နေရလားသေစေချင်နေရလားလို့မေးပါတယ်။ဒေါင်းတော့စိတ်ဆိုးပြီးတော့ဇောင်းဇောင်းနဲ့ထွက်သွားခဲ့ပါတယ်။အလုံးနဲ့ညောင်းတဲ့အခါမှာဂျက်ကစိတ်ညစ်ညစ်နဲ့ပဲအိယာတွေကိုရောက်လာပြီးတော့လှူရှားမှုတစ်ခုကိုတွေ့တာကြောင်းမလို့ ူချွတ်ထားတဲ့မျက်မှန်ကိုပြန်ပြီးတော့ယူလိုက်တဲ့အချိန်မှာမျက်မှန်ပြုတ်ကျသွားပြီးတော့ဂရင်ချီမှာကြောက်စရာမျက်နှာကြီးကိုတွေ့ရပါတယ်။ဂျက်ကလည်းဘေးကိုညစ်ပြီးတော့ဆွဲမြောက်ခံလိုက်ရကဂရင်ပေါ်မှာပက်လက်ကြီးဖြစ်နေပါတယ်။ဟေသားတော့သူ့ရဲ့နေချင်းဘိတ်သိမ်းနေရရိုက်ထားတဲ့ဗီဒီယိုသတိရပြီးတော့ပြန်ရေးကြည့်ကဖျောင်းနိုင်မီမုတ်တဲ့သူကိုရှာဖွေကြည့်နေပါတယ်။အဲဒီမှာသူ့ရဲ့ဘေးနာကြောက်စရာမျက်နှာကြီးတစ်ခုတွေ့လိုက်ရပြီးတော့အဲဒီမျက်နှာကြီးကဖျောင်းနိုင်မီကိုမှုတ်လိုက်တာဖြစ်ကြောင်းသိလိုက်ရပါတယ်။မီးအောင်တခုကအခန်းပပတ်လေးကိုဓာမီတခုနဲ့ထိုးသလိုရှောက်သွားနေအောင်လဲဟေသားလိုက်ကြည့်နေတဲ့အချိန်မှာ မီးအောင်ဆုံးမှာတော့အလွန်ထွားကြိုင်းတဲ့ရုပ်ပြက်ဆင်းပြက်လူတယောက်ပေါ်လာပြီးပစိန်နဲ့လိုက်ခုတ်ပါတယ်ဟေသာလည်းကြောက်ရွံ့ထိတ်လန့်အော်ဟစ်ကဖင်ရွှေ့ပြီးတော့အနောက်ကိုဆုတ်သွားပါတယ်ဟေသာရဲ့အော်တန်ကြောင့်မီးခင်ဖြစ်သူကလန်နိုးလာတဲ့ခါမှာပလက်ကြီးလေထဲမှာလွင်နေတဲ့ချက်ကိုတွေ့လိုက်ရအောင်မလို့လန်နိုးလာရကနေပြီးတော့ပိုလန့်သွားပါတယ်မီးခင်ချိန်တဲ့ကဂျက်သတိမရလာခင်မှာပဲအောက်ချက်ကိုအမြန်ဆင်းကဟေသာကိုပြေးပွေပါတယ်ဧဒါလူတယောက်ရှိကြောင်ပြောပြီးတော့ထိတ်လန့်နေရကြောင်မလို့ဂျင်းကမီးကိုဖွင့်ပြပြီးတော့ဘာမှမရှိပါဘူးဆိုပြီးတော့တက်တေပြလိုက်ပါတယ် ဂျက်ကသတိရလာပြီးတော့အောက်ကိုဆင်းလာတဲ့အခါမှာဂျင်းနက်ကသူတို့ဒီမှာမနေခိုင်းတော့ဘူးပြောလာပါတယ်။တရင်ဌာနတွေကပင်ဆယ်ဗေးနီးယားမှာနက်စရီတောင်းကျမ်းနေကြအောင်ကြီးညာဝင်ပြီးတော့ဝက်စီပစ်ဆက်ရဲ့အကြောင်းမီးသွေးတွင်းကမိသားစုတစုဟာနက်စိုးနဲ့ဂျုံတွေ့နေကြကြောင်းကြီးညာပါတယ်။တရင်ဌာနတွေကလည်းဂျက်တို့ရဲ့အင်ရှိမှာကင်မရာတွေနဲ့နက်စိုးတွေကိုစောင့်ကြည့်နေကြပါတယ်။အင်တာဗျူးတွေမှာတော့ဂျက်နဲ့ဂျင်းနက်ကဒီကိစ္စတွေဟာသူတို့အနေနဲ့တစ်ခါမှလည်းတွေးမထားဘူးသူတို့မပြောလို့ထားတဲ့ကိစ္စတွေဖြစ်နေကြအောင်မလို့ဘလို့ဖြေရှင်းရမှန်းမသိဖြစ်နေကြပါတယ်။ သူတို့နှစ်စိုးကလုံမြောင်လှုပ်ထားပြီးတော့လေထဲမှာအကြိုင်မြောက်ခံထားတာကိုတော့လက်တွေ့ခံစားခဲ့ရကြောင်းဖြေကြားလိုက်ပါတယ်။သူတို့တမီးဖက်ရှင်ဆိုင်ရဲ့ TV မှာဂျင်းနဲ့ရဲ့အင်တာဗျူးတစ်ခုကိုကြည့်နေကြတဲ့အချိန်မှာလော်ရီနဲ့ယူဒီကသူတို့တမီးဝတ်စုံတိုင်းတာဖို့အတွက်ရောက်လာကြပါတယ်။မန်ပက်လေကာထားတဲ့ဝေလဲကန်းထဲမှာဖက်ရှင်ဒီဇိုင်နာကသူကလည်းတိုနီလိုမျိုးအမျိုးသားကိုလိုချင်မိကြောင်းသူ့ရဲ့အမျိုးသားဖြစ်သူနဲ့ဖူးစာမမှန်တာကြောင့်မလို့ကွဲသွားကြပြီဖြစ်ကြောင်းပြောလာပါတယ်။ ။ဖုန်းသံမီရာကြောင့်လို့ဒီဇိုင်နာကဂျူရီကိုသူတို့သမီးဝတ်စုံဝက်လက်စားနဲ့ထားခဲ့ပြီးတော့အပြင်ထွက်သွားပါတယ်။ဂျူရီကတော့မန်နေအများကြီးနဲ့သူမရဲ့ပုံရိပ်တွေအထက်ထပ်ပုံနေတဲ့အခန်းချင်းလေးတွေမှာတယောက်တည်းကျန်ရစ်နေရပါတယ်။ဂျူရီကသူတို့သမီးကောင်ရဲ့အောက်နားစာတွေကိုတေးသက်သက်ဖြစ်သွားစေဖို့အတွက်ထိုင်ချလိုက်ပြီးတော့အနားစာတွေကိုလိုက်လံပြီးတော့တင်းစီနေပါတယ်။မန်နေမှာအထက်ထပ်ပုံနေတဲ့သူ့ရဲ့ပုံရိပ်တွေကတခုဟာထိုင်မနေဘဲနဲ့မတ်တကြီးရက်နေတာကိုဂျူရီကတွေ့လိုက်ရပါတယ်။ဂျူရီယာအဲ့ဒါကိုမြင်တော့အရန်ထိတ်လန့်သွားတဲ့အချိန်မှာအနောက်ဘက်ကအပွင့်လာပြီးတော့ဒီဇိုင်နာကခေါင်းဝင်းအောက်ထည့်ကိုဝင်သွားက တွယ်ချိတ်တွယ်နေတော့မှစိတ်သက်သာရပြီးတော့တပြင်းချလိုက်ပါလေ။ကောင်ဝင်ထဲကိုဝင်သွားတဲ့သူကတော်တော်နဲ့ပြန်ထွက်မလာကြောင်းမလို့ဂျူးရီကလည်းတင်ကားမကင်းဖြစ်ပြီးတော့ခေါ်ကြည့်ပေမဲ့ပြန်ပြီးတော့မထူးပဲရှိနေပါလေ။ကောင်ဝင်အောက်ကတဖြည်းဖြည်းထွက်လာခဲ့တဲ့သူကဒီဇိုင်နာမဟုတ်ဘဲနဲ့ကြောက်စရာမျက်နှာကြီးဖြစ်နေရကြောင်းမလို့လန့်អော်လိုက်တဲ့အချိန်မှာပဲမီးရလည်းပြတ်သွားပါလေ။ဂျူရီယာမိခင်တင်ပေးထားတဲ့ကြပြာကိုရွတ်ပြီးတော့မိခင်ကိုလှမ်းအောင်ခေါ်လိုက်တာကြောင့်မလို့မိရေပြန်လဲလင်းလာပြီးတော့မျက်နှာကြီးကလည်းပျောက်သွားပါလိမ့်။ဒါပေမဲ့မန်နေရဂျူရီယာအပြင်ကဂျူရီကိုရဲရဲစစ်စစ်စိုက်ကြည့်နေပြီးတော့ လက်တစ်ဘက်ကမှန်နေရထွက်လာကလေပြီးကိုညှစ်ပါဦးလေလော်ရီနဲ့ဒီဇိုင်နာကစူညံတဲ့အကြောင်းဝင်လာတဲ့ခါမှာကြောက်ရွံ့နေတဲ့ဂျူးဒီကိုတွေးလိုက်ရပါတယ်ဂျက်တို့မိသားစုမှာဂျက်ရဲ့မိခင်ကိုတစုံတစ်ယောက်ကလေကနေတုံးချလိုက်တာအကြောင်းမလို့ဆေးုံပို့လိုက်ကြပြီးတော့ဖာသာဂိုရန်ကလည်းအိမ်ကိုရောက်လာပါတယ်ကျင်းကသူတို့မိသားစုကအိမ်ထက်ပြောင်းရွှေ့ဖို့အတွက်ပတ်ဆက်မတက်နိုင်တာအကြောင်းမလို့ကြောက်ကြောက်နဲ့နေနေရအဖြစ်အကြောင်းဖွင့်ဟလာပါရီ အဲ့တော့ Father Gordon ကလေအဲ့ဒီပြဿနာတွေကို तू ကအကူအညီလိုက်မယ်လို့ထင်တာကြောင့်မလို့ရောက်လာတာဖြစ်ကြောင်းပြောကတေလုံးကိုပေးရည်နဲ့လိုက်ပြီးတော့ပတ်ပါတယ်။တနည်းအားရောက်မှာတော့ပေးရည်နဲ့ထီးတွေ့ပြီးတော့ငွေထွက်လာတော့ Father Gordon တတိထားမိလိုက်ပါတယ်။အဲ့တော့ Father Golden ကမြေအောက်ထပ်မှာတခုရှိနေကြောင်းဂျေနက်ကိုပြောရင်းနဲ့အဲ့ဒီကိစ္စကိုကူညီဖို့ဖျားเจ้าနဲ့အတိုင်းပဲလိုက်အောင်မယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။လို့တဲ့ Father Golden ကဖျားเจ้าကိုရောက်တဲ့အခါမှာအပေါ်ရက်ကိုတက်သွားပါတယ်။ အပေါ်ထဲမှာလူတစ်ယောက်ကကျန်းနိုင်နေပြီးရုံငန်းထဲမှာတော့စီးမတစ်ယောက်လက်နှိပ်ဆက်ကိုတဖြောင်းဖြောင်းရိုက်နေပါတယ်။ဂိုဒန်ကဖုန်းတော်ကြီးမကန်နဲ့တွေ့ကျင်ကြောင်းပြောကာဆောင်နေပါတယ်။အပြင်ဘက်ကကျန်းနိုင်ဆက်ဂျိုးကရုတ်တရက်တင်းသွားကြောင်းမလို့ဂိုဒန်ကတစ်ချက်လှည့်ကြည့်ပြီးတော့အရှိတ်ကိုပြန်လှည့်မှာစာရိုက်နေတဲ့စီးမရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ဂိုဒန်ကအော်ဟစ်ပြီးတော့ခေါ်ကြည့်ပေမဲ့တယောက်မှထွက်မလာဘဲနဲ့ဖုန်းတန်တစ်ခုညီလာခဲ့ပါတယ်။ဒီတော့ဂိုဒန်ကဖုန်းတန်ကိုနားထောင်တော့သူ့ကိုပြန်လိုက်ဖို့ပြောတဲ့အတန်ကိုကြားလိုက်ရပါတယ်။ အခန်းထဲကတကားလက်ကင်ဘူးကလဝါးကတိုင်ကလည်းဇောက်တိုးဖြစ်သွားပြီးတော့ဝုံးနဲ့ပွင့်လာကအပြင်ကိုပြန်ထွက်မဲ့တကားကလည်းဒုံးနဲ့ပိတ်သွားခဲ့ပါလေ။ကိုရကလဝါးကတိုင်ကိုထုတ်ပြီးတော့ကျန်းစာကိုရွတ်ပင်မဲ့လဝါးကတိုင်ကမီးလောင်သွားပြီးတော့မျိုးလုံးတွေပါနေအောင်ပြောင်းသွားခဲ့ပါလေ။ကိုရံကဥတူတူနဲ့အခန်းထဲကအပြင်ထွက်လာပြီးတော့ကျန်းတဲ့ချက်ကမီးကျိုးလည်းဖြုတ်ယူလဲပြီးမှပတ်ကခုံချသွားခဲ့ပါလေ။အဒွါရဲ့အိမ်မှာတော့ဒိုနီကဆိုင်ကယ်ပြေးပြေးလိုက်တာကြောင့်မလို့အဒွါကချီးကျူးနေပါလေအဒွါကဒိုနီကို သူ့ရဲ့မော်နဲ့ပတ်သက်တဲ့ပစ္စည်းတွေထားတဲ့အခန်းတွေကိုခေါ်ဆောင်သွားပါတယ်အခန်းရဲ့ပစ္စည်းတွေတခုဂျေးစီမှာမော်ပညာနဲ့ပတ်သက်ပြီးတော့အော်လန်ဂျိန်စာတဲ့နေရာနဲ့ဝိညာဉ်ပူကတ်ထားရတာဖြစ်တာအကြောင်းမလို့မထီမတို့ဖို့အတွက်အဒဝါကတတိပေးပါတယ်ဘာကြောင့်ကြောက်ရွံ့ကောင်းတာတွေကိုမဖြတ်စည်းပဲထားလေလို့တူနီကမေးတဲ့ခါမှာတခါလီမှာဂျင်းနီကိုပလေးနဲ့ထဲတာမျိုးမိခွက်ဆောင်ဘလူးကိုမိခွက်ထဲမှာထားတာမျိုးကပို့ပြီးတော့လုံကြုံစိတ်ချတဲ့သဘောတရားတွေရှိပြီးတော့ဖြစည်းလိုက်မယ်ဆိုရင်ပိုဆိုးသွားနေတာတွေရှိကြအောင်ပြောပြလာပါတယ် သူကအမှုပေါင်းထောင်ချောဖြည့်ရှင်းခဲ့တယ်လို့ပစ္စည်းအမျိုးပေါင်းထောင်ချောရှိချောင်းကိုလည်းတိုးနီကိုပြောပြလိုက်ပါတယ်။ဝေကင်းစားဂျူဒီလေးကိုဆုံးရှုံးရတော့မဲ့စက္ကန့်ပိုင်းတတခံစားချက်လေးတစ်ခုကိုသူတို့ကခံစားခဲ့ရပို့ပြီးတော့ဘရောမမမိတဲ့ခံစားချက်တစ်ခုဖြင့်ကြံရည်နေခဲ့ရကြောင်းအတူကစကားမဆက်ပါဘဲနဲ့တိုးနီကိုပြောပြလိုက်ပါတယ်။လူနဲ့နောက်တစ်ရက်မှာတော့ဂျူဒီရဲ့အချက်ဆုံးဖြစ်တဲ့ Father Gordon ရဲ့ဇာပနာမှာအတူတို့တမိသားစုလုံးကပူဆွေးနေကြပြီးတော့ Lorena Father Gordon ရဲ့ဂျေဇူးတော်တွေကိုချီးမွမ်းနေပါတယ်။ ဖာသာဂိုရန်ရဲ့ဖခင်ကြောင့်ဖုံးတော်ယူကိုဂိုရန်တည်ဆုံးခဲ့တဲ့နေရာဘဲမလေးလို့ဂျူလီယာမီတော့ပန်ဆယ်ဗီးနီးယားပြည်နယ်ဘက်မှာဖြစ်ကြောင်းသိလိုက်ရပါတယ်။အိမ်မြောက်လာပြီးတဲ့နောက်တရက်မှာဘေဂျင်ကရေပြည့်နေရာကြောင်းမလို့လော်ရင်ကလက်နဲ့နှိုက်ကြည့်တဲ့အခါမှာဂျူလီယာဓာတ်ပုံထည့်ထားတဲ့ဆွဲဂျူလီယာထွက်လာခဲ့ပါတယ်။မကြာခင်မှာဘေဂျင်ရေပိုက်လိုင်းတွေတရသူတွေရှန်ထွက်လာကြောင်းမလို့လော်ရင်ကထိတ်လန့်သွားပါတယ်။အဲ့တော့ရောက်လာတဲ့အချိန်မှာဂျူလီယာအန်နီယာတို့ကနေဂျုံနီယာကြောင်းပြောပြလိုက်ပါတယ်။ ဒိုနီရောက်လာတဲ့အခါမှာဂျူးရီရှိမနေမှတည်သွားအောင်ကြောင်းမလို့အက်ဒဝတ်နဲ့လော်ရင်းကပန်ဆယ်ဗေးနီးယားကဂေါ်ရန်တောင်ဆုံးရှိခဲ့တဲ့ဂျက်တူရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ရင်းနောက်တွေကလည်းနာမည်ကြီးဆယ်ရီနှစ်ယောက်ဖြစ်တဲ့သူတို့ကိုတရေနေမှာလားဘာညာနဲ့မေးနေကြပါတယ်။လုံးနဲ့အိမ်လေးကိုရောက်တော့အက်ဒဝတ်တို့ကတရေလာမောင်းနေလို့ထင်ပြီးတော့ဂျက်တူကလည်းပျော်ရွှင်နေကြပါတယ်။ဒါပေမဲ့လော်ရင်းကအိမ်လေးကိုဝင်ခြင်းမှာစိတ်တော့တော့အငွေသက်တချို့ကိုခံစားလိုက်ရပြီးတော့သူမှတမီးဖြစ်သူကိုပြန်လာခေါ်တာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲဒီအချိန်မှာဂျူရီကထွက်လာပြီးမြေဖာသာဂေါ်ရန်တေးဆုံးအောင်ကိုရှာဖွေရမှာဖြစ်ကြောင်း လောကရောက်နေတဲ့မိသားစုကိုကူညီရမှာဖြစ်တာအကြောင်းမလို့ပြန်မလိုက်နိုင်ကြောင်းပြောတဲ့အခါမှာမိဘနှစ်ပါးလက်လျှော့လိုက်ရပြီးတော့အနားယူထားတဲ့အသေးမောင်းတဲ့အလုပ်ကိုပြန်လည်ပြီးတော့လက်ခံလိုက်ရပါတော့လေအတွတ်တို့နှစ်ယောက်ကဂျန်နဲ့ဂျေနာကိုစစ်စည်းမီးမြှင်းတဲ့နေရာမှာကယ်ရင်နှစ်ချင်းဘေးသိခံတဲ့နေရာနဲ့စတင်ပြီးတော့လက်ရှိအချိန်ထိအဖြစ်ပြက်တွေကိုပြောပြပါတယ်တိုနီယာဓာရီကိုအင်ရောက်မှသိရလားလို့ဂျူဒီကိုမေးတော့လေငယ်စဉ်ကလေးကသူမဓာမျိုးတွေကိုမြင်နေကြဖြစ်ကြအောင်ပြောပါတယ်မိခင်တည်သွားပါကစိတ်ပူတော့ကရောက်သွားနိုင်ပြီးတော့ ဒီနေ့မှာတခုရှိနေကြအောင်အဲ့ဒီတခုကလည်းသူမောက်ဒီမှာရှိနေစေချင်တာဖြစ်ကြအောင်ဂျူလီယာတိုနီကိုပြောပြပါရီဒါနဲ့လော်ရင်ရောက်နှစ်ပေါင်းများစွာအတွေ့အကြုံရတခုခုကိုခံစားလိုက်ရပါရီအဲ့တော့ကမိဖို့ကြောင်းထဲမှာပန်ကိတ်လုံနေတော့တိုနီကပန်ကိတ်ကနေတိုင်းစားနေကြမလို့လှုပ်တာလားအစီရင်လှုပ်ဖို့အတွက်လှုပ်တာလားလို့မေးလိုက်ပါရီအဲ့တော့ကဒီနေ့ထိလိုက်ခဲ့ရတဲ့တရေအမှုတွေဟာတခုနဲ့တခုတူညီမှုမရှိသလိုအချိန်တွေရမီးစင်ကြည့်ပြီးကားကြတာဖြစ်ကြောင်း တူညီတဲ့တစ်ချက်ကတော့အားလုံးရဲ့မျက်လုံးတွေကအကြောက်တရားတွေသာဖြစ်ကြောင်းတိုနီကိုရှင်းပြလိုက်ပါတယ်။ကမ္ဘာပေါ်မှာနက်ဆိုးတွေကလူတွေရဲ့အကြောက်တရားတွေကိုစားသုံးပြီးတော့ဂျီနက်တာယာစိတ်ချမ်းသာနေကြပြီးတော့အသက်တွေထောင်ပေါင်းများစွာရှင်သန်နေကြတာဖြစ်ကြောင်းလည်းရှင်းပြပါတယ်။ဘာကြောင့်ရေးဝင်တဲ့ဘဝကနေထွက်လာခဲ့တာလဲလို့တိုနီကိုမေးတော့အလွန်တရာမှုကင်းရှားပါးတဲ့မြို့တစ်မြို့မှာတာဝန်ကျခဲ့တဲ့ကစူးစူးညံ့ညံ့ဖြစ်နေတဲ့အိမ်တိမ်ကိုသွားဝိုင်းခဲ့မှုကြောင့်ကြည်ပြည့်ပြည့်ထားတဲ့တနက်နေ့သူ့ကိုအပြစ်ခံရမှုကြောင့် ဒါမဲ့တနက်ကကြည်ရနေရာကြောင်းမလို့သူအသက်ရှင်ခဲ့ရတာဖြစ်ကြောင်းအကယ်၍အဲ့ဒီတော့ကသာတည်သွားခဲ့မယ်ဆိုရင်တော့တွေးပြီးတော့နောက်တနေ့မှအလုထွက်ခဲ့တာဖြစ်ကြောင်းလည်းပြောပြပါတယ်ဒီလိုနဲ့တိုနီကအလုထွက်ပြီးတော့နောက်တနေ့မှပဲဂျူရီရဲ့အတွက်လက်စွပ်ကိုသွားဝယ်ခဲ့တာဖြစ်ကြောင်းပြောပြပါတယ်ဂျူရီကကင်မရာတစ်လုံးနဲ့အင်တလုံးကိုမှတ်တမ်းတင်နေတာဖြစ်ပြီးတော့အစာအဆုံးကိုဓာတ်ပုံရိုက်ထားလို့ရမရလော်ရင်ကိုမေးကခွင့်တောင်းပါတယ်အတွက်နဲ့လော်ရင်တို့ကလည်းဂျူရီမွေးရနေရာစပြီးတော့မော်ဆန်တဲ့အလုတွေအားလုံးကိုလက်တွေ့မလုဆောင်ကြတော့ဘဲနဲ့ ောပြောပွဲအနေနဲ့သာဖြန့်ဖြူးနေကြဖြစ်ပါလိမ့်။ဂျူရီယာဘယ်တော့မှပြန်ပြီးတော့မတွေ့ရတော့ဘူးလို့ထင်ထားတဲ့ဆယ်လီမီးပါနှစ်ပါးရဲ့တက်ကြွရတဲ့အရေးချင်းတွေကိုပြန်ပြီးတော့တွေ့ရတော့မှဖြစ်တာအကြောင်းမလို့ပျော်ရွှင်နေပါရီ။အယုံမလေးစူစီကပပမမ I love you ဟဲဟဲဟဲဆိုပြီးတော့လေးဘက်တွားကဂျူရီစီကိုရှောက်လာပါရီ။ဂျူရီယာဇူစီကိုကြောင်ကြည့်နေတော့မှကယ်ရင်ကရောက်လာပြီးတော့အယုံမလေးကိုလာခေါ်တာအကြောင်းမလို့ထိတ်လန့်သွားပါရီ။လုံရရတော့တိန်လုံးကိုလှည့်ပတ်လေးလာနေပြီး အခန်းတစ်ခုတည်းကဂရင်ဟာဘာမှမရှိပါဘဲနဲ့လူတယောက်အိတ်နေတယ်လို့အနေထားဖြစ်နေရကြောင်းအံ့ဩသွားပါတယ်။ဒါနဲ့ဂရင်ကိုစိတ်ဝင်စားကြည့်နေတဲ့လော်ရင်ဟာအပြင်ဘက်ကအရေးတကူကိုတွေ့ရကြောင်းမလို့အရေးကိုလိုက်ရှာရင်းနဲ့အခန်းလေးကနေပြန်ထွက်လာခဲ့ပါတယ်။လော်ရင်ကအောင်ခံကြည့်တဲ့အခါမှာအယုံမဟုတ်ဘဲနဲ့မြေကိုဆွဲပြီးတော့ဖြစ်နေတဲ့ဝိညာဉ်၃កောင်ရှိနေမှတီးရအောင်မလို့အဲ့ဒါကိုပြောပြလိုက်ပါတယ်သူတို့ကလေသမားတွေဖြစ်ကြပြီးတော့အမျိုးသမီးဖြစ်သူကယောက်ျားဖြစ်သူရဲ့နှင်းပန်းနှိမ့်ဆက်မှုကြောင့် ဖောက်ပြန်မိပြီးတော့ခင်မောကပစိန်နဲ့လိုက်ခုတ်တာကြောင့်သူမရဲ့မိခင်နဲ့အတူတူမြေောက်ခန်းထဲမှာဝင်ပုံးနေတဲ့အသက်ခံခဲ့ရတာဖြစ်ကြောင်းလော်ရင်းကပြောပြပါတယ်။သူတို့အတွက်ဝိညာဉ်ကမထူးဆန်းအောင်ဆိုပေမဲ့သူတို့ထိန်းချုပ်ထားတဲ့အရာတွေကကာကွယ်ပေးနေတာဖြစ်ကြောင်းလော်ရင်းကပြောပါတယ်။အဲ့ဒါနဲ့လော်ရင်းကသူတို့ကဒီအချိန်ထိဘာကိုစောင့်နေကြလဲဆိုပြီးတော့စဉ်းစားရကြက်နေပါတယ်။ဂျူလီယာတို့မိခင်ခေါ်တန်အကြောင်းမလို့အိမ်ပေါ်တက်ကိုတက်သွားရာထက်ကူးတစ်ခုကိုတွေ့လိုက်ပါတယ်။အဲ့ဒီထက်ကူးပေါ်မှာတော့တခါလော်ရင်းနဲ့ပတ်သက်ခဲ့မှုတဲ့ရှီယောင်းမိုင်းကိုတွေ့ရပြီမြေ။ သူကတော့တိမနေခဲ့ပဲနဲ့ထူးဆန်းနေပါလေဂျူရီယာမန်ကိုထိလိုက်ပင်မဲ့ဘာမှထူးခြားမှုမရှိပဲမြေပြူခဲတစ်ချောင်းကသာလိမ့်ပြီးတော့ထွက်လာခဲ့ပါလေဂျူရီယာအဲ့ဒီလိမ့်ထွက်လာတဲ့မြေပြူခဲကြောင့်မလို့ထူးဆန်းနေပြီးတော့ဓမီနဲ့ရှောက်ထိုးကြည့်ရဲ့အခါမှာငါ့ကိုလွမ်းနေသလားဆိုတဲ့မေးခွန်းတစ်ခုကိုတွေးလိုက်ရပါလေဂျူရီယာအန်နာဘေးဆိုတဲ့နာမည်တစ်ခုကိုနှုတ်ကနေပြီးတော့ရေရွတ်လိုက်ပါလေနောက်ဘက်ကနေပြီးတော့လှုပ်ကလတ်ထံရနေတကြွီကြွီအတန်မြီပြီးတော့အလိုလိုနေလှုပ်လာပါလေ လိုနဲ့ဝုံတိုင်းကျေးလာတဲ့အချိန်ဒီအကြောင်းမလို့ထွက်ပြေးလာတဲ့ဂျူးဒီကကေရင်ရဲ့ခေါ်တန်းကိုကြားလိုက်ရအကြောင်းမလို့အခန်းတစ်ခုကိုဖွင့်ကမီးကိုထိုးကြည့်ပါလေအခန်းထဲမှာထိုင်နေတဲ့အဲ့ဒီအယုံမာလေးကယုတ်တရက်ထလာပြီးတော့အလွန်ကြီးမားတဲ့အယုံမာဖြစ်ကိုပြောင်းလဲသွားကဂျူးဒီရဲ့နောက်ကိုလိုက်လာပါလေဂျူးဒီကအော်ဟစ်ပြေးလွှားနေတဲ့ကားပေါ်နဲ့ပြုတ်ကျသွားတာအကြောင်းမလို့မိခင်ကလာရောက်ဖေးမတဲ့ခါမှာတကူးပေါ်မှာတကူးရှိနေကြအောင်ဂျူးဒီကအလံကြားပြောပါလေ လော်ရီနုကလည်းအပေါ်တက်ကြီးရဲ့အခါမှာတော့လုံခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကပတ်သက်ခဲ့မှုတွေရှီယောင်မန်ကိုပြန်တွေ့လိုက်ရတာကြောင့်မလို့လော်ရီကလည်းအံ့ဩသွားပြီးတော့တူထီကြီးရဲ့အခါမှာအရင်ကလိုမျိုးမထူးကြအောင်မလို့တခုခုတော့ပြောင်းလဲသွားမှန်းသိလိုက်ရပါတယ်။ဂျူရီကိုအိုင်နောက်စေးဝင်ပို့လိုက်ရပြီးတော့ဆရာဝန်တွေကဒါမျိုးတစ်ခါမှမကြုံဘူးကြအောင်ပြောတာတပတ်လောက်အကြာမှာစေးဝင်နေပြီးတော့ပြန်စင်းနိုင်ခဲ့ပါတယ်။ဒီလိုနဲ့အက်ဒဝတ်ကလည်းမှန်အင်းနဲ့သူတို့တွေ့ကြုံရပြီးတဲ့နောက်ပိုင်းထပ်မတွေ့ရတော့ကြောင်ပြောသလို့ ဟေတာနဲ့တောင်းကလည်းပဲသူတို့ကိုယ်တိုင်သေးသေးချာချာမှန်ကိုစွန့်ပစ်ခဲ့ပါလျက်နဲ့တကူဘိုပြန်ရောက်နေတဲ့မှန်ကြောင့်မလို့အရန်ကိုထူးဆန်းနေကြပါလေ။လော်ရင်ကလည်းဂျူဒီကိုဝင်ဆောင်စင်မှာအဲ့ဒီမှန်ကြောင့်တင်မလို့ဖြစ်ခဲ့ရဘူးကြောင်းပြောပြလာပါလေ။တိုနီနဲ့အက်ဒဝတ်ကညမှာဖြစ်လာမယ့်အခြေအနေကိုကာဝယ်ဖို့အစီအစဉ်တွေဆွေးနွေးကြပါလေ။ဒီလိုနဲ့ညောင်ရောက်တော့ဂျက်နဲ့အက်ဒဝတ်ကမှန်ကိုအဝင့်နဲ့ထုတ်ခပတ်ဂျူဝီနဲ့ပတ်ပြီးတော့လွှင့်ပစ်ဖို့တည်သွားကြပါလေ။မွေးသားရဲ့ခွေးရလည်းထိမရောက်အောင်ဟောင်းနေတယ်လို့ ဂျက်ကမှန်အားတပြေးပြေးလေးလာအောင်ပြောနေတဲ့အချိန်မှာခပတ်ကျိုးတွေကတချောင်းမီတချောင်းပြေးထွက်သွားပါလိမ့်ဂျက်ကလေကောင်းနောက်ပြန်ဆင်းရမှာပြုတ်ကျသွားပြီးတော့မှန်အားရှော့ကြကဂျက်ရဲ့ချောက်ကိုပြီးသွားကြအောင်မလို့အက်ဒဝတ်ကဆင်းဖယ်ပေးရပါလိမ့်ဒိုနီကတော့ဂျူဒီစီကိုလာမှာအဖွားကြီးတယောက်ကိုကားနဲ့တိုက်မိလို့ဖြစ်တာကြောင့်မလို့ရှောင်းလိုက်ရင်နေအိမ်နောက်ဘက်ချန်စီကိုဝင်ကျုံးလိုက်မိပါလိမ့်ဒူရီကလည်းလူကြီးရဲ့အတန်အဖွားကြီးတန်ကလေးတန်အတန်မျိုးစုံလုပ်ပြီးတော့လော်ရင်းကိုစကားကြီးပြောနေပါလိမ့်ဂျူဒီကရုတ်တရက်လေးဘက်ထောက်အဲ့တော့မတ်တက်ရက်ပြီးတော့လော်ရင်းရဲ့နောက်ကိုလိုက်ပါလိမ့် လော်ရီကလေကားအနေနဲ့နောက်ပြန်ပြုတ်ကြပြီးတော့တတိလက်သွားပါတော့ဒီဒီလိုနဲ့တိုနီရောက်လာတဲ့အချိန်ဂျူဒီယာပုံမှန်မဟုတ်တော့ဘဲနဲ့ပြောင်းလဲနေပါပြီပစ္စည်းတွေလည်းမျက်စိနဲ့ကြည့်ကလွှင့်ပြနေပြီးတော့ဖခင်စီကိုလည်းရှောက်သွားတာနှလုံးကိုထုလိုက်တာကြောင့်မလို့နှလုံးဖောက်သွားကဆေးတောက်ဖို့ဆေးဖို့ထုတ်လိုက်ချိန်မှာဆီးရီးယားလည်းမှောက်ကျသွားပါတယ်ဂျင်းနဲ့တဲ့သမီးနှစ်ယောက်ကထွက်ပြေးဖို့ကြိုးစားပေမဲ့ဒကားရီယာဖွင့်မရဖြစ်နေပြီးတော့တိုနီကအပြင်ကနေကန်ဖွင့်ရပါတယ်ဒကားဖွင့်ရကြံ့နေရကြောင့်မလို့တိုနီကအိမ်နောက်ဘက်ကနေပြီးတော့ပတ်ဝင်ဖို့ထွက်သွားပါတယ် လော်ရင်းကပြန်ပြီးတော့တတိယလာရဲ့ချိန်မှာပစင်ကင်ထားရဲ့လေသမားဝတ်စုံနဲ့အမျိုးသားလေကားနဲ့ဆင်းလာပြီးတော့လော်ရင်းရဲ့အရှိမပဲခေါင်းကိုခုတ်တက်လိုက်ပါလိမ့်အမျိုးသမီးစီကထွက်တဲ့သွေးတွေကအိုင်ထုံးနေပြီးတော့ရေတွေအလားများပြားကလော်ရင်းကလည်းသွေးတော်တွေမှာထွက်ပြီးหนีရပါလိမ့်အချိန်သမားလည်းလော်ရင်းကိုခိုးဖို့တည်းနောက်ကလိုက်လာနေပြီးတဲ့နောက်မှာတော့တိုနီရောက်လာကြောင်မလို့တတရခဲ့ပါလိမ့်အတူကလည်းဂျန်နဲ့ကလေးတို့ခေါ်ပြီးတော့ဂျင်းနဲ့ကိုဒီင်းကနေအမြန်ထွက်ကြဖို့နဲ့အချိန်လည်းမရှိတော့ကြောင်ပြောလာပါလိမ့်လော်ရင်းက နဇူကဂျူးလီကိုစောင့်နေပြီးတော့သူ့မောက်ကိုလိုချင်နေရဖြစ်ကြောင်းအက်ဒဝတ်ကိုပြောပြလိုက်ပါတယ်။လော်ရင်ကကျန်းစာကိုတွားယူနေတဲ့အချိန်မှာအက်ဒဝတ်နဲ့ဒိုနီယာထက်ခိုးပေါ်တက်သွားတဲ့အခါမှာဇွဲရိုးချနေတဲ့ဂျူးလီကိုတွေ့လိုက်ရပါတယ်။အိန္ဒိယခွေးကလည်းအဆက်မပြတ်ဟောင်းနေပါတယ်။ဒိုနီယာကဂျူးလီကိုထမ်းမှုထားပြီးတော့အက်ဒဝတ်ကလေဘင်းအကျိုးကိုဖျက်ချလိုက်ပါတယ်။ဂျိုးပြတ်ကျလာတဲ့အချိန်မှာတော့ဂျူးလီကနှလုံးခုန်ရက်နေပြီးတော့ဒိုနီယာပြန်လဲပြုစုပေးနေတဲ့အချိန်မှာလော်ရင်ကမှန်လေးကနေသူ့ကိုယ်သူကြောက်စရာမျက်နှာတွေပြန်ပြီးတော့မြင်လိုက်ရပါတယ်။အက်ဒဝတ်ကတော်တော်လေးကိုအမောဖောက်နေပြီးတော့မကြခင်မှာပဲဂျူးလီကပြန်လဲသတိရလာပါတယ်။ မန်ဒီယောက်လေးထဲမှာမြောက်တက်နေပြီးတော့ပန်ဃာတစ်ခုလိုမျိုးအဆက်မပြတ်လဲနေပါလေအဒီဘကအကျန်းစာကိုဖွင့်ဖက်နေပေမဲ့လေမန်ကြီးကဒိုနီရဲ့ခြောက်ကိုဖိကကျန်းနဲ့ပွတ်ဆွဲလာအောင်မလို့တွန်းထားပါလေဂျူလီယာကြောက်လန့်ထွက်ပြေးနေပေမဲ့ဖင်တီနီယာကြောင့်မတ်တက်မရက်နိုင်ဖြစ်နေပါလေဒိုနီရဲ့လေပြုံမှန်ဖိထားတဲ့အချိန်မှာလော်ရင်းကအကျန်းတစ်ခုရသွားပြီးတော့ကြောက်ဝင်ချင်းကိုရင်ဆိုင်မှုတက်ဆုံးဖြတ်လိုက်ပါဦးလေသူတို့ကကြောက်ရွံ့ချင်းမှကင်းဝေးရာဆိုတဲ့အစီအစဉ်ကိုရေးဆွဲပြီး တားမိသားဖ3အောင်စလုံးမှန်အောင်လက်နဲ့နှစ်ဘက်ထောက်ကမှန်နေရကြောက်စရာပုံကြီးကိုရေဝုံကိုစိုင်ပြီးတော့ကြိရှုလိုက်ကြပါတယ်။အဲဒီတော့မှမှန်နေရပုံကြီးတွေကလွင့်ပြောက်သွားပါတော့တယ်။မှန်တရေရဲ့အန်ရဲ့ကင်းရှင်းသွားအောင်မလို့ဂျက်တို့ကပျော်ရွှင်နေကြပြီးနောက်တနေ့မှဂျက်တို့မိသားစုနှုတ်ဆက်ကပြန်သွားကြပါတယ်။ဒီလိုနဲ့အိမ်မြန်ောက်တဲ့ခါမှာအက်ဒဝတ်ရဲ့ရှီအောင်မန်ကွေးကိုလည်းမိုးပစ္စည်းတွေထားတဲ့အခန်းထဲမှာထည့်ကတော့ပိတ်လိုက်ပြီးတော့သူတို့မိသားစုနဲ့အတူတူစိတ်တူကိုယ်တူပါဝင်ခဲ့တဲ့တူနီကိုအက်ဒဝတ်က GDP ဘူးလက်ခံက လက်ထပ်ပြီးခဲ့ပါတယ်။အရင်နောက်တော့သူတို့မိသားစုဟာတက်ညီလက်ညီနဲ့ဝိညာဉ်ပူကတ်တဲ့ပြဿနာတွေကိုဆက်လက်ပြီးတော့ဖြေရှင်းခဲ့ကြပါတယ်။ဒီဇလန်လေးကဖြည့်ရမန်တွေကိုအခြေခံရိုက်ကူးခဲ့တာဖြစ်ပြီးတော့အက်ဒရော့ကအသက်84နှစ်မှာလေးဖြတ်သွားခဲ့တဲ့အချိန်လော်ရင်းကလည်း9နှစ်တာသူနာပြူတယောက်လိုပြုစုခဲ့ပြီးတော့အဲ့တော့တေဆုံးတဲ့အချိန်မှာလော်ရင်းကနောက်ထပ်အိမ်အောင်မပြူတော့ဘဲနဲ့အသက်62နှစ်အရွယ်မှာခရစ်တော်မှာအိပ်ပျော်သွားခဲ့ပါတယ်။